Steady with Chen Chen Channel ကပရိသတ်တွေအားလုံးမင်္ဂလာပါ။အကြောင်းအကျောင်းသားတွေကိုဆရာမဆာမတင်ပေးဖြစ်တာတော်တော်ကြာနေပြီနော်။ကဲဒီနေ့တော့သင်ခန်းစာလေးတစ်ခုကိုဆရာမတင်ပေးသွားမယ်။အာပော့ပော့ပပနဲ့ကလေးတွေစိတ်ဝင်စားမယ့်အကြောင်းအရာတစ်ခုပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ဆရာမဒီဖုန်းတုံးရင်းနဲ့ရုတ်တရက်တွေ့မိရဲ့အာ Black Pink member Jennie ရဲ့ဆောင်းပါးလေးတစ်ပုဒ်ပေါ့နော်။ဟိုထူ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 တော့မဟုတ်ပါဘူး။ဒါပေမဲ့ ဲ့ဒီစောင်းပွားလေးကိုဖတ်မြင်နေအော်ကလေးတွေဒါဆိုလို့ရှိရင်သိချင်ပါပဲပေါ့နော်ဒါသိလဲသိသိတဲ့အကြောင်းအရာဖြစ်တဲ့အတွက်ဆီယမတင်ပေးဖို့ဆုံးဖြတ်လိုက်တာပေါ့နော်ဘေးမှာပူပူကတောင်းကျမ်းနေတဲ့အတွက်နည်းနည်းနားလဲပေးပါလို့အတန်ပိုင်ပါနိုင်တယ် Blackpink member Jinny နဲ့ပတ်သက်တဲ့ဒီအကြောင်းအရာစောင်းပွားခဏခဏထပ်ဖူးတယ်ဒီစကလုံးကိုသူတို့ခဏခဏတုံးတယ်ဘာဖြစ်လို့လဲဆိုတော့ Jinny မှာအဲ့ဒါရှိနေတဲ့အတွက်အဲ့ဒါကဘာလဲဆိုတော့ဒီစကလုံး ်ဂေမီဟော်ဒီဆိုတဲ့စကားလုံးပေါ့နော်ဟုတ်ပြီဒါအားလုံးသိတယ်အเจ้าသူเจ้าသားအားလုံးသိတဲ့စကားလုံးနှလုံးကိုပေါင်းထားတာအတွက်ဂေမီဆိုတာကကျတော့ပျော့စိတ်ကိုပြောတယ်ဟော်ဒီဆိုတာကခါလူရဲ့ခန္ဓာကိုယ်မှာရှိရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းဖြစ်တဲ့ခါမြန်နေနေနေဟိုရီနံဘွေးကြည့်စကောပ်ဆိုဆိုဂေမီဟိုရီအဲ့အတွက်ပျော့စိတ်ခါဆိုတဲ့စကားလုံးကိုအရင်သုံးနေသူတို့ဘာလဲဆိုတော့ဒီဂျင်းနီကပျော့စိတ်ခါရှိခဲ့ပေါ့နော်အဲ့အကြောင်းသူတို့က တင်တာအဲ့ဒါဘာအတိတ်ပဲလဲဆိုတော့ကိုကသိရမယ်ပေါ့နော်အဲ့တော့ तू ကဘာပြောရလဲဆိုတော့အားကြလို့တဘောကြလို့ proud ဖြစ်လို့တင်တဲ့အကြောင်းညာဟိုနေအတွက် gaming hobby ဆိုတာကခါတိတိတော်တော်လေးပိန်ပိန်လေးကောင်းမလေးမျိုးကိုပြောတာကိုလုံးကိုပါအရန်လှတဲ့ အခါမျိုးမှာတောင်းတာပေါ့နော်။ဟိုခါလေးကတိတိတွယ်တွယ်လေးဖြစ်တဲ့အနေထားမျိုးပါလို့ဆိုတော့ခါတေးတဲ့တွယ်တဲ့ဆိုတာကမလွယ်ဘူးလေ။အဲ့အတွက်ဂျီနီမှာဒီခါတေးတေးတွယ်တွယ်လေးရဲ့သူအခုတလော crop top ဒီအင်ကြီးလေးတွေဝေတဲ့အတွက်အဲ့ဒီအကြောင်းအဆောင်းပါကခဏခဏတွေးပြတယ်ပေါ့နော်။ဒါကြောင့်မို့ဒီမှာဒါကိုကလေးတွေကိုပြောပြပါဦး။ဆုံးပြလိုက်တာဆိုရင်အနောက်မှာပို့ပို့အရန်လာစော့နေတဲ့အတွက်နားလဲပြီးပါနော်။အဲ့အတွက် ဂမီဟော်ဒီအဲ့ဒီစကလုံးကိုဂမီဆိုတာကပျော်စိတ်ဟော်ဒီဆိုတာခါဒီနှစ်ခုကိုပေါင်းပြီးတော့တုံးတာဘလို့နေတာမလဲဒါဥပမာပေးရဲ့တင်စားတဲ့သဘောမျိုးနဲ့တုံးတဲ့ခါမှာတုံးတယ်ပေါ့နော်အဲ့တော့ဒီလိုစကားမျိုး BU ချော့ဖြူယွန်တို့ခေါ်တယ်ဆိုရလို့ BU ဟာသားဆိုတာကနှိုင်းရှင်တာတစ်ခုနဲ့တစ်ခုအဲ့ဒါဟော်ဒီဆိုတာလူရဲ့ခါလူရဲ့ခန္ဓာကိုယ်ပို့ လူရဲ့ခန္ဓာကိုယ်မှာရှိရဲ့ခါဒီခါဆိုတာဘာနဲ့တူတူလဲဆိုပျော့စိတ်ကလေးရဲ့ခါလောက်ပဲရှိတယ်တိတိတွတ်တွတ်လေးလို့သူတို့နှိုင်းရှင်ပြီးတော့တင်စားပြီးပြောတဲ့အခါမှာသုံးတဲ့အတွက်အဲဒါကိုဘီယူကြောက်ဖြူရောဥပမာစကားလို့တင်စားတဲ့စကားလို့ဆက်မလို့ခေါ်တာပေါ့နော်ဟုတ်ပြီလားဆိုလို့ရှိရင် black pink jenny lo ပြောစိတ်ခါရှိရဲ့မင်္ဂလာရောလက်တာဆီမှာရောတတပါ